မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီကနေ့နေ့လေကင်းတရင်နေကိုတင်ဆက်ပေးပါမယ်အကြက်ဖက်စစ်ကောင်စီက၃နှစ်ကြာကြာတဲ့အထိဖရဲတိနှိမ်နှင်းရေးစီမံချက်မအောင်မြင်တဲ့အတွက်လုံခြုံရေးဆိုင်ရာလျှို့ဝှက်ချက်ပေါက်ကြားအောင်ပြုလုပ်နေတဲ့သူတွေကိုစုံစမ်းဖော်ထုတ်အရေးယူရမယ်ဆိုပြီးအကြက်ဖက်မင်းအွန်လိုင်းကအမိန့်ထပ်ပေးနေပြန်တယ်ဆိုပါတယ်အကြက်ဖက်စစ်ကောင်စီကချင်းပဖို့ကြွေးကြော်နေတဲ့၂၀၂၅ရွေးကောက်ပွဲဟာ လူမှုစနစ်ကိုအခြေမခံတဲ့အတွက်နိုင်ငံရေးပါတီတွေအနေနဲ့ခက်ဝဲဝဲရှောင်ကြဖို့ကျန်းယူဖို့အလုံးမှုဆောင်ဘလို့ဆော့တော်နီကပြောလိုက်တဲ့သတင်းပါဝင်ဒီနေ့လေးလေးကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပရမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့အကြံဖက်စစ်ကောင်စီက၃နှစ်ကျော်ကြာတဲ့အထိဖျဲသည့်နှိမ်နှင်းရေးစီမံချက်မအောင်မြင်တဲ့အတွက် လုံခြုံရေးဆိုင်ရာလျှို့ဝှက်ချက်ပေါက်ကြားအောင်ပြုလုပ်နေတဲ့သူတွေကိုစုံစမ်းဖော်ထုတ်အရေးယူရမယ်ဆိုပြီးအကြမ်းဖက်မင်းအွန်လိုင်းကအမိန်ထပ်ပေးနေပြန်တယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကရန်ကုန်ခေတ်တကိုပြောပါတယ်နေပြည်တော်မှာယမန်နေ့ကပြုလုပ်ခဲ့တဲ့အကြမ်းဖက်စစ်ကောင်စီရဲ့အမှတ်9မြင်းဆောင်2024အစည်းအဝေးမှာပြောသွားတာဖြစ်တယ်လို့ဆိုပါတယ်လက်ရှိအကြမ်းဖက်စစ်ကောင်စီကမတရားအာဏာလုယူထားတာဟာ3နှစ်ကျော်ကာလအထိရောက်လာပြီမြဲလက်ရှိချိန်ထိစစ်တပ်ထဲကသတင်းတွေအပြင်ကိုပေါက်ကြားအောင်ကူညီပေးနေတဲ့ ဘဲသည့်နိုင်ငံရေးစီမံချက်တွေမအောင်မြင်ခဲ့ဘူးလို့ဆိုပါတယ်အဲ့ဒီအတွက်အခုတခါထပ်ပြီးစစ်တပ်ထဲကလုံခြုံရေးဆိုင်ရာလျှို့ဝှက်ချက်တွေပေါက်ကြားအောင်ပြုလုပ်နေတဲ့သူတွေကိုစုံစမ်းဖော်ထုတ်အရေးယူရမယ်ဆိုပြီးအကြမ်းဖက်မင်းအွန်လိုင်းကိုတိုင်အမိန်ပေးနေပြန်တယ်လို့နေပြည်တော်စစ်ပတ်တရင်ရှိမိကပြောထားပါတယ်အကြမ်းဖက်စစ်ကောင်စီကဖေဒီနေနေရေးစီမံချက်နဲ့ပဲဝင်ကြီးနဲ့ဌာနဆိုင်ရာအရာရှိကြီးတချို့ကိုအရေးယူခဲ့ပြီးဖြစ်တယ်လို့အဲ့ဒီထဲမှာအစ်မင်းဆုံးစစ်ဘိုလ်ချုပ်တူဦးဖြစ်တဲ့ ပြည်ထောင်ဝင်ကြီးဟောင်းဖြစ်သူဒုဗိုလ်ချုပ်ကြီးဟောင်းစိုးထုတ်ကိုအကြမ်းဖက်မှုတားဆီးတိုက်ဖျက်ရေးဗဟိုအဖွဲ့ရဲ့အစည်းအဝေးမှတ်တမ်းရန်ကုန်ခေတ်သစ်မှာပေါက်ကြားမှုအတွက်တာဝန်ရှိတယ်ဆိုပြီးယာဒုကနေထုတ်ပယ်ဓာတ်တွေအရေးယူထောင်ချဓာတ်တွေလှုပ်ထားပါသေးတယ်ခင်ဗျတဖက်မှာတော့အကြမ်းဖက်စကောင်စီကကျင်းပဖို့ကြွေးကြော်နေတယ်2025ရွေးကောက်ပွဲဟာလူမှုဆန္ဒကိုအခြေမခံတဲ့အတွက်နိုင်ငံရေးပါတီတွေအနေနဲ့ခက်ဝဲဝဲရှောင်ကြဖို့ ကျန်းယူဘိုးအလုံးမှုဆောင်ဘဒိုစော့တော်နီကရန်ကုန်ခစ်တဲ့နဲ့တီးတန့်တွဲဆုံမင်းမြန်ကမှပြောတော့ပါတယ်အကြံဖတ်စက်ကောင်စီကလာမယ့်အော်တိုဘာလလာဇန်ကစပြီးရွေးကောက်ပွဲအတွက်ကြိုတင်ပြင်ဆင်တဲ့အနေနဲ့လူရည်သကောင်ဇင်းကောက်ယူတာကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ဆောင်ရွက်ပြီး2025မှာရွေးကောက်ပွဲကျင်းပမယ်ဆိုပြီးတော့တောက်လျှောက်ဆိုသလိုထုတ်ဖော်ပြောဆိုနေတယ်ဆိုပါတယ်အဲ့ဒီအတွက်ရန်ယူအနေနဲ့ပြောချင်တာကတော့လူလူစနာကိုအခြေမခံတဲ့အကြံဖတ်စက်ကောင်စီရဲ့ရွေးကောက်ပွဲကိုလုံးဝလက်ခံမှာမဟုတ်တလို့ နိုင်ငံရေးပါတီတွေအနေနဲ့လည်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုခက်ဝဲဝဲရှောင်ကြဖို့ KNU ဘ ਹੁ အလုံးမှုဆောင်ဘဒုစော့တော်နီကတတိပေးပြောဆိုလိုက်ပါတယ်လက်ရှိတနိုင်ငံလုံးမှာစစ်မီးတွေအရှိန်ပြင်းပြင်းနဲ့တောက်လောင်နေတဲ့အခြေအကြံဖက်စစ်ကောင်စီရဲ့ရွေးကောက်ပွဲဆိုတာဟာလည်းဘလို့မှမဖြစ်နိုင်သလိုလက်ရှိအခြေအနေအရစစ်ကောင်စီဟာရိုင်းနေနေတဲ့အနေအထားဖြစ်နေတဲ့ဆိုတာကိုလည်းမျက်ဝါးတင်တင်မြင်နေရတာပဲလို့ဘဒုစော့တော်နီကပြောသွားပါလိမ့်ခင်ဗျတဖက်မှာတော့ မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်မှာအကြံဖက်စစ်တပ်အတွက်တော်လန်ရေးတပ်ဖွဲ့ရဲ့တရင်ကိုအာဂျိုမန်တက်လိုက်လံစုံစမ်းပြီးတရင်ပေလုံနေတဲ့လက်နက်ကင်ပြူစော်တီလှထိတ်ဆိုသူပြစ်ခတ်ခံရပြီးပွဲချင်းပြီးကိုသေသွားပြီလို့ PDF တရင်ခွန်ရှစ်၃ညငါတက်ခွဲ၄ရက် တာဝန်ရှိသူတူကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဇူလိုင်လ၁ရက်နေ့ကပဲကြိုက်ထုံမြို့နယ်ကြိုက်ပြီးဂျေးရွာကလက်နက်ကင်ဆောင်ထားတဲ့ပြူစော်တီလှထိတ်ဆိုသူကို PDF တရင်ခွန်ရှစ်၃ညငါတက်ခွဲ၄ UG တက်ဖွဲ့ရဲဘော်တွေကနေ ကြတဲ့လမ်းစုံပြီးလျက်ခုံရှေ့မှာပြစ်ခတ်ရှင်းနေတဲ့အချိန်ပွဲချင်းပြီးကိုသေသွားတယ်ဆိုပါလေအဲ့ဒီလက်နှကိုင်းပြူစော်တီလာထေဆိုတဲ့သူဟာအချမ်းပဲစကောင်စီတက်တွတ်တော်လန်ရင်သတင်းတွေကိုအာဂျိုမန်တက်လိုက်လံစုံစမ်းပြီးတော့စစ်တပ်ကိုအကြည့်အကျယ်သတင်းပေးနေတဲ့သူဖြစ်တယ်ပြင်စစ်တပ်အားကိုနေပြည်သူတွေကိုနှီးမျိုးစုံချိမ့်ချောက်နေတဲ့သူဖြစ်ပြီးအခုတော့သေပြီလို့ PDF တရင်ခွန်ရှစ်၃၅တက်ခွဲ၄ရတာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ နိုင်ငံတော်တန်ခါမဟာနိုင်ရကဝင်းနေမိတိုင်ယုံဆက်ရတော်ကိုအကြမ်းဖက်စစ်တပ်ကပြစ်တက်လိုက်မှုကြောင့်စစ်ကောင်စီကိုတန်ခါတော်တွေကကန်ဆောင်တဲ့ပိတ်ပေါက်နေကြတဲ့အထက်မှာမန္တလေးမြို့ကတန်ခါတော်တွေပါထပ်မံပါဝင်လာပြီးကန်ဆောင်တဲ့ပိတ်ပေါက်တဲ့မြို့နယ်ပေါင်း22ခုအထိရှိလာပြီလို့သိရပါတယ်ဖုန်ကြီးတက်တဲ့အကြမ်းဖက်စစ်ကောင်စီကိုတန်ဃာတော်တွေကပတနိတ်ကိုစနကန်ဆောင်တဲ့ဘိတ်မှတ်မှုပြုလုပ်နေကြတာဟာမြို့နယ်တွေတစ်ခုပြီးတစ်ခုတိုးလာတယ်လို့ဇော်လိုင်လ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲ မန္တလေးမြို့ကတန်ကားဒေါ်တွေပါအကြံဖက်စစ်ကောင်စီမလိုလားတဲ့ကန်ဆောင်တဲ့ပိတ်မှာပါဝင်လာတာဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာတော့အကြံဖက်စစ်ကောင်စီကိုကန်ဆောင်တဲ့ပိတ်မှောက်တဲ့မြို့နယ်တွေဟာတပရင်တစဲစလင်းကြီးစကိုင်းမုံရွာမြိုင်ဝက်လက်ပခုတ်ကူတဝဲတရချောင်းမန္တလေးအပါဝင်စုစုပေါင်းမြို့နယ်20ခုအထိရှိလာပြီဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ။ဒီတစ်ခါဆက်ချင်တာကတော့ရန်ကုန်မြို့ကပကတမြို့နယ်မှာဝမ်ပြဝမ်ရှော့ယောဂကူးစက်မှုတွေဖြစ်ပွားနေပြီးလူသေးဆုံးမှုတချို့ပါရှိလာပေမဲ့စကောင်စီကတည်င်းအပေါင်းချဖုံးထားတယ်လို့ တခိတမှာလမ်းဘေးအစားတောက်ဆိုင်တဲ့ဈေးဆိုင်တွေအားလုံးဇူလိုင်လ12ရက်နေ့အထိပိတ်ထားဖို့စစ်တပ်ကကြေညာထားတယ်လို့သိရပါတယ်။လက်ရှိရန်ကုန်မြို့ကတခိတမြို့နယ်မှာဝမ်ပြဝမ်ရှော့ယောဂကုသမှုဖြစ်ပွားမှုကြောင့်လူသေးဆုံးမှုတချို့ပါရှိလာနေပြီးဒါကိုစစ်ကောင်စီကသတင်းမထုတ်ပြန်ပဲဖုံးဖိထားတယ်ဆိုပါတယ်။တစ်ဖက်မှာတော့စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးအဖွဲ့တွေနဲ့စစ်တပ်ကတခိတမြို့နယ်မှာလမ်းဘေးအစားတောက်ဈေးဆိုင်တွေကိုဇူလိုင်လ12ရက်နေ့အထိပိတ်ထားဖို့မနေ့ကညပိုင်းမှာပဲလော့စပီကာနဲ့လိုက်လံကြေညာနေပြီ။ ညွန်ကြချက်ကိုမလိုက်နိုင်ရင်ဖန်းစီအရေးယူမယ်ဆိုပြီးတော့ပြောသွားတယ်လို့တကိရမြို့နယ်ခုနှစ်ရက်ကွက်နေဈေးတဲ့တူကပြောထားပါတယ်လက်ရှိရန်ကုန်မြို့ကတကိတမြို့နယ်အပါဝင်မြို့နယ်တချို့မှာလူသေဆုံးမှုပါရှိနေတဲ့ဝမ်ပြက်ဝမ်ရှော့ယောဂါဖြစ်ပွားမှုတွေအလွန်များပြားနေပေမဲ့စစ်ကောင်စီကတော့တည်င်းထုတ်ပြန်တာမျိုးမရှိဘဲဖုံးဖိထားပြီးဈေးတဲ့တွေကသာဈေးပိတ်ခိုင်းတာတွေလုပ်ပြီးတော့ယောဂါဖြစ်ပွားမှုကိုထိန်းချုပ်ဖို့ကြိတ်ပြီးလုပ်နေတယ်လို့သိရပါတယ်ခင်ဗျဟုတ်ကဲ့